အားလုံးပဲမင်္ဂလာပါဗျာ။စကိုင်းခချာနီပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ရှေ့မှာမြင်ရတဲ့တောင်ပေါ်မှာရှိတဲ့ Dry Suit တ်ဖျားကိုတွားမှာပဲဖြစ်ပါတယ်။ကျွန်တော်တို့တွားတဲ့နေ့ကညဘက်မှာမိုးရွာထားတဲ့ကြောင့်မို့လို့ရာသီဥတုကအုံမှိုင်းပြီးတော့ နေမထွက်နေပါဘူး။ညာသူကောင်းတဲ့နေ့ဆိုလို့ရှိရင်တော့ဖခင်ရဲ့မြင်ကွင်းကညာဘက်မှာပြထားတဲ့ပုံဒီတိုင်းမြင်တွေ့ရမှာဖြစ်ပါတယ်။ဒီတိုင်းအစည်းအဝေးမရှိပဲသွားပြစ်ခဲ့တဲ့ခီးစဉ်မှာဘယ်လိုမျိုးဆေးလို့ရကြကောင်းတဲ့တဘာဝယူရင်းတွေကိုမြင်တွေ့ရမလဲဆိုတာကိုကျွန်내တူတူလိုက်ပါကြည့်ရှုကြရအောင်ပါဗျာ။ မနက်6နာရီမှာတောင်ကြီးကိုစရောက်ခဲ့ပြီးတော့ရောက်ပြီဆိုတာနဲ့အေးမြတဲ့လေတူကကြိုလိုရက်ပါပဲလေ့ကျင့်ခန်းလုပ်တဲ့သူအပြေးလေ့ကျင့်ခန်းတွေနဲ့စပရင်စီသမားတွေကလည်းအဖွဲလိုက်တွေရောတျောက်သေးတွေရောလမ်းမှာစပြီးရောတွေ့နေရပါပြီသူများတွေလေ့ကျင့်ခန်းလုပ်နေရဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကလည်းအားကြမခံပဲ ဆိုင်ကယ်ကိုဖြည်းဖြည်းပဲမောင်းပြီးတော့တက်လာခဲ့ပါတယ်ဗျလမ်းမကြီးက AC ပြီးတော့ညတော့မိုးရွာထားတဲ့ခါကျတော့လမ်းအနေငယ်တော့ချောနေပါတယ်ဒီထားပြီးတော့မောင်းလာခဲ့ပါတယ်မောင်းလာရင်တောင်ကိုဆက်တက်လာရင်လည်းလှပတဲ့ရှူခင်းကိုစတင်ပြီးတော့မြင်တွေ့ရပါပြီ။ ီးထွက်ပြီဆိုလို့ရှိရင်ကို့အတွက်ကြံတာကဓာတ်ပုံတွေပဲဆိုရတဲ့ကြောင့်မို့လို့ဒီလိုရှုခင်းမျိုးနဲ့မှဓာတ်ပုံမြိုင်လာလို့ရှိရင်နောက်နောက်ရသွားမှဆိုလို့ပုံလေးတပုံတော့ကြိုက်ခဲ့ပါတယ်တောင်မကိုဆက်တက်လာရင်လည်းရာဇီဥရုကပုံမူပြီးတော့အုံဆိုင်လာပါတယ်။အဲ့ချိန်မှာတော့ချင်းမထင်းမှတခုခုကိုသတိရတယ်လို့မျိုးအထီးကျန်တယ်လို့မျိုးခံစားသတိဖြစ်ပေါ်လာပါတယ်။ မျိုးရီအုံဆိုင်နေတဲ့လမ်းပေါ်မှာစိုက်ကင်မောင်းရင်းနဲ့လွှမ်းရင်းဆွေးရင်းပါပဲ ိုက်ကင်မောင်းလိုက်လှတဲ့နေရာရောက်လိုက်မြူတွေဆိုင်တဲ့နေရာရောက်လိုက်ဒီလိုချိန်ဒီမှာဆိုလို့ရှိရင်ကျောင်းကတပ်ပုံဆင်းရိုက်လိုက်ဗီဒီယိုရိုက်လိုက်နဲ့ဆက်ပြီးတော့မောင်းလာခဲ့ပါတယ်တော့ပေါ်ဝင်ရင်ညာလှပနေပြီမဲ့လေမိမိချီရလူဘာတွေတော့ကြောင့်မို့လို့ခုခုတော့လိုအပ်နေတယ်လို့ပါပဲ နောက်ဆုံးမှာတော့ဖျားကိုရောက်ခဲ့ပါပြီ။ဖျားကိုရောက်တဲ့ခါမှာတော့ငကားတွေခြံရံထားတယ်။တကယ်တပေါင်း360ရှိတဲ့လှေကားနေပြီးတော့လမ်းလျှောက်တော့လို့ရှိရင်ကုတူရတယ်ဆိုလို့အဲ့ဒီယုံကြည်ချက်တစ်ခုနဲ့လမ်းလျှောက်ပြီးတော့တက်ခဲ့ပါတယ်။တောင်မောင်ရောက်တဲ့ချိန်မှာတော့တိကရစ်တက်လာရတဲ့အမောတွေပြင်ပြောက်သွားရမယ်။တင်ပင်လန်ကြီးကကျူစုလျက်ပါပဲ။ ဖျားဖူးဓာတ်ပုံရိုက်ပြီးတဲ့အချိန်မှာတော့ဘလို့အကြောင်းကြောင့်မဖြစ်ဖြစ်ကွဲကွာနေကြတဲ့မိသားစုတိုင်းအမြန်ဆုံးဆုံကြီးနိုင်ကြပါစေလို့ဆုတောင်းမြတ်တာစာရေးသားခဲ့ပါတယ်။နောက်ဗီဒီယိုဒီမှာလည်းပြန်လည်ဆုံတွေ့ကြရအောင်ပါဗျာ။အားလုံးကြည့်ရှုပြီးတော့ကျေးဇူးတင်ပါတယ်။